နာလည်းပြန်လည်ကြိုးဆိုပါရစေအခုညီမရရှိနေတဲ့နေရာတော့ဒီမြင်းတိုက်မှာရှိတဲ့ဒီလမ်းဘေးမြေကွက်လေးနဲ့မိတ်ဆက်ပေးမှာပါအဲ့ဒီမြေကွက်ကတော့ဒီမြေကွက်ပါရှင်နှစ်စာအကျေရခါကျတော့25ရှိပါတယ်ပြီးတော့ဟိုလိုမျိုးအရှိက30 25 30ရှိပါတယ်ရှင်သူကလမ်းကခါကျတော့ဒါကတော့သူမြင်းတဲ့ရဲ့မိန်လမ်းမပေါ့နော်ဒီဘက်ကဒီဘက်ကကကျတော့ဒီ ီဘက်မှာဆိုရွာတွေရှိသေးပါတယ်အိမ်တွေရှိသေးပါတယ်ရှင်ဒါကတော့ဒီခြံခွဲနဲ့မြင်ရတဲ့ view လေးပါတော်တော်လေးဟိုလာပါတယ်ရှင်ပြာဒီအကွက်ကဆိုလို့ရှိရင်ပိုင်ဆိုင်မှုကတော့သူကရွာမြေအစ်စ်ပေါ့နော် Can I call you baby Can you be my friend အာခြံထမ်းမှာဆိုလို့ရှိရင်လေတခြားတီးနှံပင်တွေပေါ့နော်ဟိုတလည်း ဩစာကြီးပင်နေလည်းရှိပါတယ်။ပြီးတခြားအပင်မှာတင်မောသီးတို့ပါလို့လည်းစိုက်ထားပါသေးရဲ့ရှက်။အဲဒီအခွက်ဟာဆိုလို့ရှိရင်သူကဈေးနှုန်းကို390ခေါ်ထားပါတယ်။ဒါပေမဲ့တခွန်းသီးတော့မဟုတ်ပါတော့။ဟိုနည်းနည်းပါးပါတော့ရှော့အောင်မှာပါရှင်။ပြီးတော့ဘေးပတ်ဝန်းကျင်ကလည်းအရင်ပဲကောင်းပါတယ်။ပတ်ဝန်းကျင်တက်ပါတယ်ရှင်။အခုဒီချံကွက်လေးကိုပြပြီးသွားရဲဆိုတော့အခုညီမ တကယ်လုံးဒီခြံကွက်ကိုစိတ်ဝင်စားရဲဆိုရင်ညီမတို့တရင်ဆက်သွယ်လို့ရပါတယ်ရှင်အခုကမိုးနည်းနည်းရွာရဲဆိုတော့ချီချောင်းမိမရှာရတဲ့အတွက်နည်းနည်းတော့မျက်စိရှုပ်ကြရည်ဖြစ်သွားနေတယ်တောင်းပန်ပါအဲညီမရဲ့ဗီဒီယိုကြည့်ရှုပေးနေတဲ့ကစတမာတွေအားလုံးကိုလည်းကျေးဇူးများရှိတင်ပါတယ်ရှင်